ဒါတက်ဆရာအကြောင်းရှိတိုင်းတက်သလားလို့ဆိုတော့တက်ဆရာအကြောင်းရှိတိုင်းတော့မတက်ဘူးတတိထမ်းတတ်တဲ့ပုံကိုယ်ဒီမှာ မတက်ဘူးတတိထားတယ်ဆိုတာဒီနေရာမှာယောနိတော်မနတိကာရအမတ်တရားကိုဆင်ញင်တွေးတော်တတ်တဲ့ပုံကိုယ်ကြတော့ပစ္စည်းဥစ္စာရှိလေဒဏ္ဍမှာမတက်ဘူးယောစီအင်္ဂါလဘချုံမောလေအလတ်မှမတက်ဘူး ရာဓုအဆင့်တန်းမြင့်လေရာဓုမှမတက်ဘူးပညာတွေဘလောက်တတ်တတ်ပညာမှမတက်ဘူးတဲ့မတက်တဲ့ပုဂ္ဂိုလ်ကျတော့ဘာဖြစ်လို့မတက်တယ်လဲဆိုရင်သူ့မှာအထက်အလျောက်ယောနိသောမနတိကာရမှန်မှန်ကန်ကန်စဉ်းစားတတ်တာလေးရှိနေတယ်ဟုတ်ယောနိသောမနတိကာရကိုမှန်ကန်သောနိလန်ဖြစ် စိတ်ထဲမှာနှလုံးထားခြင်းအင်္ဂလိပ်လိုတော့ wise attention လို့ပြန်လဲရှိတယ် attention လို့ wise attention လိမ္မာပန်းတဲ့အတွေ့အသိဉာဏ်ပါတဲ့အတွေ့ရှိတဲ့ပုဂ္ဂိုလ်ဟာမမနာမဖြစ်ဘူးဘယ်လိုတွေ့တော့ဟိုပစ္စည်းဥစ္စာဆိုတာမြဲတဲ့အရာတွေမဟုတ်ဘူး ဒီကနေ့ပစ္စည်းဥစ္စာတွေချမ်းသာပြီမဲ့နှက်ပြင်ကကြတော့လူမွေးဖြစ်ခြင်းဖြစ်သွားတာပစ္စည်းဥစ္စာတွေဟာအထင်ကြီးကြပါတခုမှမရှိဘူးလို့ဟောဒီအတွေ့မျိုးတွေ့ပြီမမနာတက်ဆရာမရှိဘူးဘလောက်ချမ်းသာချမ်းသာမမနာမတက်အေးအနမန်ဆိုတာလဲအေးနုပြိုတဲ့အရွယ်လေးပဲနုပြိုခြင်းဒီအိုမင်းချင်းလင်နောက်ဆုံးရှိတယ်လို့ လူတိုင်းလူတိုင်းဟာတနေ့တခြားအိုမင်းလာကြတယ်ဆိုတော့မှန်ကန်တဲ့အတွေးကလေးရှိလာလို့ရှင်အလှမှန်ဆိုတာလည်းမတွေ့ဘူးယာဒုဌာဏန္တရနဲ့ပတ်သက်လာလို့ရှင်လေအေးယာဒုဆိုတာမြဲတာမဟုတ်ဘူးမမြဲတဲ့အရာပေါ်မှာငါအထင်မှတ်အထင်ကြီးနေလို့မဖြစ်ဘူး အခိုက်အတန့်ရှိတဲ့နေရာလေးပဲခိုက်တက်မယ်လို့ဆိုရဲအတွေးလေးဝင်ထားလို့ရှင်လေမတက်တော့ဘူးအမျိုးနဲ့ပတ်သက်ပြီးတော့ကုလမံတက်လို့ရှင်လေမမှန်ကန်ကန်စဉ်းစားလိုက်အိုးသူလဲလူပဲငါတို့လဲလူပဲလူလူချင်းပဲဘာမှထင်ကြီးစရာမဟုတ်ပါဘူးဆိုပြီးတော့အတွေးလေးနဲ့နေလို့ရှင် အမျိုးမှန်ဆိုတာလည်းမတက်ပါဘူးပညာမှန်ဆိုတဲ့နေရာမှာလည်းပဲအေးငါစူးစမ်းလို့ငါသိတယ်သူလည်းစူးစမ်းရင်တတ်မှာပဲပညာဆိုတာအလုံးဆိုင်တဲ့အရာသာဖြစ်တယ်လို့ဟောရလို့မှန်မှန်ကန်ကန်စဉ်းစားလိုက်လို့ရှိရင်လေပညာမှန်ဆိုတာမတက်ပါဘူးကိုလိုမသိတဲ့ပုဂ္ဂိုလ်တွေအေးသူတို့မသိရှာကြဘူးငါသိအောင်ပြောပေးမယ်ဟောမြင့်မြတ်တဲ့အတွေးနဲ့ အဲ့လိုတွေးတောတတ်မမှန်ကန်ကန်စဉ်းစားတတ်လာလို့ရှိရင်တော့အစိုးရပြောတဲ့မမှန်တာတွေကတခုမှတတ်လာမှာမဟုတ်ပါဘူး